။သားမီမီတို့မင်္ဂလာပါနော်။ကဲဒီနေ့တော့တီတီကဟိုတနေ့ကပြောပြခဲ့တဲ့ရွှေပန်းသီးတွေခိုးသွားတဲ့ရွှေရောင်ငှက်ကလေးနဲ့ပုံမြင်လေးကိုဆက်ပြီးတော့ပြောပြပေးမယ်နော်။လူလင်ပြူလည်းစိတ်ပြက်ပြက်နဲ့ပဲနန်းတော်ထဲကနေပြန်ထွက်လာပြီးရွှေမြင်းကိုရှာဖို့အတွက်ခရီးထွက်လာခဲ့တယ်။လမ်းမှာမြေခွေးနဲ့တွေ့တဲ့အခါအကျိုးအကြောင်းပြောပြလိုက်တော့မြေခွေးကအသင်ကကျွန်ုပ်အကြံပေးတာကိုနားမထောင်ခဲ့လို့ဒုက္ခတွေ့ပြီမဟုတ်လား။ဘာပဲဖြစ်ဖြစ် ျွန်ုပ်ပြောတဲ့အတိုင်းလိုက်နာမယ်ဆိုရင်တော့ရွှေမြင်းကိုဘလို့ရှာရမလဲဆိုတာကျွန်ုပ်ပြောပြပါမယ်။ဒီကနေရှေ့တက်တဲ့သွားရင်ရဲတိုက်ကြီးတစ်ခုကိုတွေ့မယ်။ရဲတိုက်ကြီးရှေ့မှာရွှေမြင်းကြီးတကောင်မြင်းဆောင်ထဲမှာမတ်တက်ရက်နေတာကိုတွေ့လိမ့်မယ်။မြင်းရဲ့ဘေးမှာမြင်းထင်းတယောက်ကနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေလိမ့်မယ်။မြင်းကိုတိတ်တိတ်လေးဆွဲပြီးအပြင်ကိုခေါ်ထုတ်လာခဲ့ပါ။ဒါပေမဲ့မြင်းကုန်းကြီးတင်တဲ့အခါတရင်မြင်းကုန်းကြီးကိုပဲရွေးတင်ပါ။ အနားမှာရှိတဲ့ရွှေမြင်းကုန်းကြီးကိုလုံးဝမသုံးပါနဲ့ဒီလိုနဲ့မြေခွေးပြောတဲ့အတိုင်းဆက်ပြီးတော့ထွက်ခွာလာခဲ့တာရဲတိုက်ကြီးစီကိုရောက်ရှိသွားပြန်တယ်ရဲတိုက်ကိုရောက်တော့လေမြေခွေးပြောတဲ့အတိုင်းပဲမြင်းရဲ့ရွှေမြင်းကုန်းကြီးရဲ့တရင်မြင်းကုန်းကြီးရဲ့ပြီးတော့ဘေးမှာအိပ်ပျော်နေတဲ့မြင်းထင်းကြီးကိုပါတွေ့လိုက်တယ်ဒါနဲ့ပဲမြင်းကိုအသာလေးရှော့ရှော့ရှူရှူခေါ်ထုတ်နိုင်ခဲ့တယ်လူလင်ပြိုလဲအလွန်တရာလှပတဲ့ရွှေမြင်းကြီးကိုတလက် ဟောင်းထွန်းဆုပ်ပြတ်နေတဲ့တရေကုန်းကြီးကိုတလဲကြည့်လိုက်ပြီးတော့ဒီမြင်းဟာဒီတရေကုန်းကြီးနဲ့မတန်ပါဘူးပို့ပြီးတော့ကောင်းတဲ့ရွှေကုန်းကြီးနဲ့ပဲတန်နေအဲ့ဒီလိုတွေးပြီးတော့ရွှေကုန်းကြီးကိုဆွဲယူလိုက်တယ်အဲ့ဒီခါမှာပဲမြင်းတန်းကနိုးသွားပြီးတော့ကြေလောင်စွာအော်လိုက်လို့အဆောင်တွေရောက်လာပြီးတားတွေးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်နောက်တနေ့မှာတော့ဘယင်းကြီးရှေးမောက်ကိုခေါ်သွားတဲ့အခါရွှေမြင်းကိုခိုးတဲ့အတွက်တေးတန်ချမှတ်လိုက်တယ် သားတွေကအထက်ထက်ခါကတောင်းပန်တဲ့အခါဘယင်ကြီးကလှပတဲ့မင်းသမီးလေးတစ်ပါးကိုခေါ်လာပြီးသူ့ကိုဆက်သနိုင်ရင်တေမင်းကနေချမ်းသာပေးပြီးရွှေမင်းကိုအပိုင်ပေးသနာတော်မူမယ်လို့အမိန့်ချလိုက်တယ်။ဒီခါသားတွေလည်းစိတ်ပြက်လက်ပြက်နဲ့ရဲတိုက်အပြင်ကိုထွက်လာခဲ့တယ်။အဲ့ဒီအချိန်မှာမြေခွေးထပ်ပြီးရောက်လာပြန်နေ။ဘာကြောင့်ကျွန်ုပ်ပြောတဲ့စကားကိုနားမထောင်ရတာလဲ။ဘာပဲဖြစ်ဖြစ်မိတ်ဆွေကိုနောက်ဆုံးအနေနဲ့အကြံတစ်ခုထပ်ပေးခဲ့မယ်။ ဒီကနေအရှိတက်တဲ့ကိုဆက်သွားရင်ညနေပိုင်းမှာရဲတိုက်ကြီးတစ်ခုစီကိုရောက်လိမ့်မယ်။ည7နာရီထိုးတဲ့အခါအိပ်ပျော်နေတဲ့မင်းသမီးလေးရဲ့နှစ်ဖူးကိုနမ်းလိုက်ပါ။အဲ့ဒါဆိုရင်သူကအသိရဲ့နောက်ကို လိုက်လာဖို့သဘောတူလိမ့်မယ်။ဒါပေမဲ့မင်းသမီးလေးကသူ့ရဲ့မိဘတွေစီကိုတွားတွေးပါမယ်လို့ပြောလို့ရှိရင်လုံးဝတွားမတွေးပါစေနဲ့။အဲဒီလိုပြောပြီးမြေခွေးကတောထဲကိုပြန်ဝင်သွားပြန်နေ သားတွေလည်းမြေခွေးပြောတဲ့အတိုင်းဆက်ပြီးတော့လာလိုက်တာရဲတိုက်ကြီးစီကိုရောက်လာတယ်။ဒီလိုနဲ့ရဲတိုက်ထဲကိုခိုးပြီးဝင်ရောက်လာပြီးည7နာရီထိုးတဲ့အထိစောင့်နေလိုက်တယ်။ည7နာရီထိုးတော့အိပ်ပျော်နေတဲ့မင်းသမီးလေးရဲ့နှစ်ဖူးကိုအသာလေးနမ်းလိုက်တယ်။ဒီအခါမှာမင်းသမီးလေးနိုးလာတော့သားတွေကသူနဲ့လိုက်ခဲ့ဖို့ပြောတဲ့အခါမင်းသမီးလေးကလည်းလိုက်ခဲ့ဖို့သဘောတူလိုက်တယ်။ဒါပေမဲ့သူ့ရဲ့မိဘတွေကိုနှုတ်ဆက်ပြရစီလို့ပြောတယ်။ ထမတော့သူကမင်းသမီးလေးကိုလုံးဝခွင့်မပြုဘူး။ဒါပေမဲ့မင်းသမီးလေးကငိုယိုပြီးအထက်ထက်ကကတောင်းပန်တဲ့အခါနောက်ဆုံးတော့ခွင့်ပြုလိုက်တယ်။မင်းသမီးလေးကသူ့ရဲ့ဖခင်ဘရင်ကြီးစီကိုတွားပြီးနှုတ်ဆက်နေတဲ့အချိန်မှာပဲအဆောင်တက်သားတွေနိုးလာပြီးတော့သားတွေးကိုဖမ်းဆီးလိုက်တယ်။နောက်တစ်နေ့မှသားတွေးကိုဘရင်ရဲ့ရှေ့မှောက်ကိုခေါ်ဆောင်လာလိုက်တယ်။ဘရင်ကြီးကရှေ့ရက်တွင်မှာငါရဲ့နန်းတော်ကိုအလေးရောင်ကြွက်အောင်ပိတ်ဆို့နေတဲ့ဒီတောင်ကြီးကိုဖယ်ရှားပေးရမယ်။ တကယ်လို့ဖယ်ရှားပေးနိုင်ရင်ငါရဲ့သမီးတော်ကိုမင်းနဲ့ထည့်ပေးလိုက်မယ်။တောင်ကြီးကအလွန်တရာကြီးမားလာပြီးကဘာပေါ်မှာရှိတဲ့လူတွေအားလုံးကိုရွှေ့ခါရင်တောင်ရွှေ့နိုင်မှာမဟုတ်ဘူးတဲ့။သားတွေကခုနှစ်ရက်တိုင်းတိုင်းတောင်ကြီးအောက်ခြေကမြေကြီးတွေကိုတူးဆွခဲ့ပေမဲ့လည်းတောင်ကြီးကတော့တုတ်တုတ်တောင်မလုခဲ့ဘူးတဲ့။အဲ့ဒီချိန်မှာမြေခွေးရောက်လာပြီးမိတ်ဆွေအသင်ကိုကျွန်တော်နောက်ဆုံးအနေနဲ့ကူညီရအောင်ပါပေါ့လေ။အသင်အေးအေးဆေးဆေးအိတ်နေပါ။ သင့်ကိုစားကျွန်ုပ် အလုံးလုံးပါမယ်အဲ့လိုပြောလိုက်တယ်။တာတွေလည်းမောမောနဲ့အိပ်ပျော်သွားတယ်။မနဲ့မိုးလင်းအိပ်ရထားတဲ့ချိန်မှာတော့အဲ့ဒီတောင်ကြီးကိုလုံးဝမတွေ့ရတော့ဘူးတဲ့။ဒါကြောင့်ပျော်ရွှင်မြူးတူးစွာနဲ့ဘရင်စီကိုသွားပြီးတောင်ကြီးကိုရွှေ့ပြီးပြီဖြစ်လို့ဂတိအတိုင်းမင်းသမီးလေးကိုထည့်ပေးလိုက်ပါလို့တောင်းဆိုတယ်။ဘရင်ကြီးကလည်းသူ့ရဲ့ဂတိအတိုင်းသမီးတော်လေးကိုထည့်ပေးလိုက်တယ်။သားတွေလည်းမင်းသမီးလေးနဲ့အတူနန်းတော်ကနေထွက်လာခဲ့တယ် ဲ့ဒီအချိန်မှာမြေခွေးကပြောလိုက်တယ်မိတ်ဆွေမင်းသမီးလေးကိုရော ရွှေမင်းကိုရောရွှေငှက်ကိုရောသုံးမျိုးစလုံးအတင်ရရစေမယ်အဲ့ဒီခါသားတွေကဒါဆိုရင်ကောင်းတာပေါ့ဒါမဲ့ဘယ်လိုလုပ်ရမလဲမြေခွေးကအတင်ကျွန်ုပ်စကားကိုပဲနားထောင်ပါဒါဆိုရင်အတင်အားလုံးကိုပိုင်ဆိုင်လိုက်မယ်ဘယင်ကြီးစီကိုအခစားဝင်တဲ့အခါဘယင်ကြီးကချောမောလာပါတဲ့မင်းသမီးလေးကိုမြင်လို့ရှိရင်သဘောကျပြီးတော့တင့်ကိုရွှေမြင်းပေးလိုက်မယ်အဲ့ဒီခါမှာ အတင်ကချက်ချင်းပဲရွှေမြင်းပေါ်ကိုတက်မင်းသမီးလေးကိုပါမြင်းပေါ်တက်ပြီးတော့အမြန်ဆုံးသာပြေးထွက်လာခဲ့ပြီးတော့အဲ့လိုပြောလိုက်တယ်ဒီလိုနဲ့ရွှေမြင်းကိုပိုင်ဆိုင်တဲ့ဘယင်ကြီးစီကိုပြန်ရောက်သွားတဲ့အခါမှာဘယင်ကြီးကချောမောလာပါတဲ့မင်းသမီးလေးကိုမြင်ပြီးတော့တိတ်ကိုသဘောကျသွားတယ်ဒါကြောင့်ရွှေမြင်းကိုယူသွားနိုင်ပါပြီလို့တားတွေးကိုပြောလိုက်တယ်။ဒါပေမဲ့လည်းမင်းသမီးလေးကတားတွေးလေးကိုပဲတန်ရောစင်ရှိနေတဲ့အတွက်ဘယင်ကြီးစီမှာမနေခဲ့ခြင်းမူတဲ့ သားတွေးကလည်းဒါကိုသိနေတဲ့အတွက်ရုတ်တရက်အလင်းအမြန်ပဲမင်းသမီးလေးကိုပွေ့ချီပြီးရွှေမြင်းမော်ကိုအမြန်တက်ပြီးတော့ကဆုံဆိုင်ပြီးပြေးထွက်လာခဲ့တယ်။ဒီလိုနဲ့ပဲရွှေငတ်ကိုပိုင်ဆိုင်တဲ့ဘယင်ကြီးရဲ့တိုင်းပြည်ကိုရောက်သွားပြန်ရော။ဘယင်ကြီးကလည်းသူ့လိုချင်တဲ့ရွှေမြင်းကိုတွေးတဲ့အခါမှာရွှေရောင်ငတ်ကလေးကိုသားတွေးလက်ထဲကိုထည့်ပေးလိုက်တယ်။သူ့ရဲ့လက်ထဲကို ရွှေငတ်ရောက်လာတာနဲ့သားတွေးကရွှေမြင်းကိုအချက်ပြလိုက်တာ။ မြင်းရလဲနန်းတော်ကြီးတဲကနေအသက်ကုန်ပြေးပြီးထွက်လာခဲ့တာပေါ့ရွှေငတ်ကိုတွေးတဲ့အခါမှာလေမင်းသားကဒီရွှေငတ်ကိုရောရွှေမြင်းကိုရောမင်းသမီးလေးကိုရောဘယ်သူ့ကိုမှ မပေးချင်တော့တဲ့အတွက်အားလုံးကိုခေါ်ဆောင်ပြီးတော့သူတို့တိုင်းပြည်နဲ့ဝေးရအရက်စီကိုထွက်ပြေးသွားပြီးတော့အေးချမ်းနဲ့ရွာကလေးတစ်ခုမှာပဲသူ့ရဲ့မင်းသမီးလေးရဲ့ရွှေမြင်းရဲ့ရွှေရောင်ငယ်ရဲ့အားလုံးတူတူအသက်ထက်ဆုံးပျော်ရွှင်စွာနဲ့ပဲနေထိုင်သွားကြတော့တာပေါ့ကွယ် ကယ်ချစ်စရာကောင်းတဲ့ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးပါပြီတသားမိမိတို့ရေနောက်နေ့တွေကြာရင်တီတီကဘယ်လိုပုံမြင်ကောင်းလေးတွေနဲ့တသားမိမိတို့စီကိုပြန်လာခဲ့အောင်မလဲဆိုတာကိုစောင့်ကြည့်ပေးကြပါအောင်နော်